လွယ်တဲ့ဟာလေးပဲလုတ်ပြီးတော့တခါတလေမှကိုရီးယားအကောင်းဆုံးဆိုတဲ့ဟာကိုလုတ်ချင်ကြတယ်။ဘလို့ဟာမျိုးလဲဆိုတော့ဒါပါတော့ English ကိုစပြောလေ့လာတယ်။ Grammar စာအုပ်လေးကိုလုတ်တယ်။ပြီးလို့ရှိရင် vocabulary meaning တွေချက်တယ်။ပြောမှဆိုတာလွယ်တဲ့အရာတော့မဟုတ်ဘူး။ဒါပေမဲ့နည်းလမ်းမသိတာပေါ့နော်။အဲ့တော့နံပါတ်1နေနဲ့ကိုကဒီနည်းလမ်းတိုင်းဆက်ပြောလုပ်နိုင်မယ်ဆိုတေးချတယ်။ကိုရဲ့ English က pre-intern လောက်ကနံပါတ်တက်တော့အဲ့တော့ number 1ဘာရှိမလဲ။ grammar စာအုပ်တွေကိုအမြဲတမ်းအဲ့ဒီအတိုင်းပဲလိုက်လုပ်တဲ့သူပေါ့နော် grammar စာအုပ်ဆိုရင်အခု um elementary grammar စာအုပ်ပဲဖြစ်ဖြစ်အခုခုဆိုရင် grammar ကြီးပဲပြေးကြိုင်နေတဲ့သူအာငါ english ပြန်မျိုး review လုပ်ရမှာ grammar ပြန်ပြီးပြေးကြိုင်နေတဲ့သူအဲ့တော့အဲ့လိုမျိုးလုပ်နေပြီလား okay ဒုတိယတစ်ခုနေတော့ verb တွေအလွတ်ကျတဲ့သူတွေ vocabulary မြန်မာနဲ့အလွတ်ကျတဲ့စာအုပ်မှာရေးချထားတယ်အလွတ်ကျတဲ့အာဒါလုံးလုံးမရဘူးလား โอเคနီလန်းမရင်တော့လုံးရင်လည်းအလကားပဲအဲ့ဒီနီလန်းကတော့လူတိုင်းလိုက်လုံနိုင်တဲ့ဟာဖြစ်တယ်ဒါပေမဲ့တခုမသိတာကတော့လုံတိုင်းလည်းမတိုးတက်လာဘူးကိုရဲ့ဒီနေ့လေ့လာတယ်မနေ့ပြန်မိရယ်ဘယ်လိုမျိုးဖြစ်နေဆိုရင်တော့အဲဒီဗီဒီယိုဆောင်းအောင်ကြည့်လိုက်ပါဟုတ်ပြီပထမဆုံးအနေနဲ့ကိုရီလောက်ရမယ့်ဟာကတော့ဘာလဲဆိုတော့လက်မှတ်တယ်လက်ရေးတယ်ဒါအရင်ကကောင်းတဲ့ဟာဖြစ်တယ်ဒါပေမဲ့ ဲ့ဒီတိုင်းလိုက်လို့လို့ဟိုတကယ်တော့မမိလားမမမိပါဘူးပထမဆုံးလောက်ရမယ့်ဟာဘာလဲဆိုတော့ကိုက memorize ပဲမလုပ်ပဲနဲ့အဲ့ဒီဟာအဲ့ဒီစကလုံးကိုသုံးပုံသုံးနေကိုတေချာလေးလေ့လာမှဖြစ်တယ် okay အဲ့တော့သူ့ရဲ့ဘေးနားမှာ blue valve မျိုးတွေလိုက်လေးရှိတယ်ပြီးလို့ရှိရင် okay သူ့နောက်မှာဘာလိုက်လဲပေါ့နော်ဒါပါတော့ adjective လိုက်လား verb ing လိုက်လားပြီးလို့ရှိရင်ကိုကအဲ့ဒီတလုံးတည်းပဲလေ့လာမှာမဟုတ်ဘူး တလုံးသေးတလုံးသေးလေးလာလို့ရှိရင်တေးချရတယ်။အဲ့ဒီဟာကိုရေးကြည့်ဆိုမရေးတတ်တော့။အဲလူတိုင်းဖြစ်ပြုံးမယ်ထင်တယ်။အော်ဝတ်အကြည့်ဟိုလိုက်ရေးတယ်စောက်တွေဖတ်တယ်။ဒါပေမဲ့တကယ်တော့တက်လို့ဆိုမတုံးတက်ဘူး။အပြီးလို့ရှိရင်အဲ့ဒီဝတ်ပဲခဏခဏကြားနေတယ်။ reading okay ကိုစာတွေဖတ်ကြည့်တယ်။အာ podcast တွေနားထောင်ကြည့်မယ်။အဲ့ဒီဝတ်ကိုခဏခဏပြောတယ်။ဒါပေမဲ့ကိုကိုယ်နဲ့မရေးကျင့်ဘူးမပြောကျင့်ဘူးဆိုတာသူများရဲ့ vocabulary ပဲဖြစ်နေ ਉ မယ် right သူများရဲ့ vocabulary အဲ့တော့ကိုကသူများဟာအငားကြွားဖြစ်နေ Okay အငားကြွားရဲ့ပုံစံပေါ့နော်အဲ့တော့ကိုကိုတိုင်းဟာဖြစ်ဖို့တော့ကိုကရေးရမယ်ပြောရမယ်အဲ့တော့ဒီအဆင့်တင်မရတော့သူကတေချာရဲ့ vocabulary ကကိုကကြားပဲကြားဖူးနေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တချို့ခဏနေ complain လာတက်ကြတယ်ပေါ့နော်တချို့ရေးရသူများပြောတာတော့နားလေတလို့လို့ရှိရဒါပေမဲ့ကိုကပြန်မပြောတော့ဘူးဘယ်ပြောတယ်လဲပြောမှမပြောချင်တယ် ဘလို့လို့ရေးတက်မှာလဲရေးမှမရေးချင်တာရေးချင်တဲ့အချိန်မှာလဲကိုဟာကိုရေးချင်ပြီးတော့အဲ့လိုမရအောင်ကိုကစစ်ခမ်းရတယ်ပေါ့နော်ဘလို့စစ်ခမ်းရလဲအခုခေတ်ကဘာမှမခက်တော့ဘူးဟုတ်လား ChatGPT သွားမေးလိုက်ဩ DeepSeek တို့ခွန်တို့အများကြီးရှိတယ် right ဆိုအဲ့လိုမျိုးကိုကလောက်တက်ရမယ်နော် recheck လောက်ရတယ်ပြီးလို့ရှိရင်သူများရောဒီလိုပြောလာအဲ့ဒါတွေကိုကတည်ရတယ်ဆိုတော့ဒီ step တွေကိုပုံမှန်လုပ်ပြီးမှကိုက vocabulary တခုကိုဆွဲအောင်မှမိမှာဖြစ်တယ် โอเคပါအစ်တစ်တစ်ခုကကိုအုံနောက်ထဲမှာဆွဲရမမေးဘူး at least ကိုရှေ့မှာသူများပြောတာခဏခဏ alright 3လေးခေါက်ထက်အထက်ကိုအဲကိုကနားထောင်နေရမယ်ပြီးလို့ရှိရင်ကိုကိုရန်ကလည်းအ ਨੇ ဆုံး3ခေါက်လောက်ကကိုကပြောချင်းရမယ်ဟာဖြစ်တယ်မဟုတ်လို့ရှိရင်မေ့ရတကယ်ဘယ်လောက်ပဲတော်ရတူဖြစ်မေ့ရအဲ့တော့ဒီနေ့တိုင်းလေးလာခြင်းနေဆိုရင်တော့တချို့မှာတံပိုးနေပြီးတော့ ဒေချာလေးရှင်းပြထားတဲ့ class ရှိပေါ့နော်အဲ့ဒီ class ကတော့ဒီ YouTube မှာပဲ video တွေကို unlisted နဲ့တင်ထားတဲ့ဟာဖြစ်တယ်မြန်မာငွေ9000တက်တဲ့နဲ့ join လုပ်ရမှာဖြစ်ပါတယ် video ကလည်းသူကအပုတ်20လောက်ပဲရှိရပေါ့နော်အပုတ်20ကိုအာဒေချာလေးရှင်းပြထားတဲ့ဟာဖြစ်တယ်အဲ့တော့ဒီနေ့တိုင်းကိုကပို့ပြီးတော့လေ့လာချင်တယ်ဆိုရင်တော့ဒီ video class ကို join လုပ်ရပါတယ် so thank you